အားလုံးပဲမင်္ဂလာပါ GDS Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရင် One Championship ကတော့မြန်မာ Fighter တွေကိုစတိုက်ကိုမှပွဲထုတ်နေခဲ့ပြီးတော့2025ခုနှစ်ထဲမှာကျင်းပထားခဲ့တဲ့ပြိုင်ပွဲတွေမှာဆိုရင်လည်းမြန်မာ Fighter တွေစတိုက်ကိုမှပါဝင်နေခဲ့ပါတယ်ဒီတစ်ပတ်မှာကျင်းပသွားမယ့် One Friday 5101ပြိုင်ပွဲမှာဆိုရင်လည်းမြန်မာ Fighter တွေဖြစ်ကြတဲ့တွေ့လင်ထန်နဲ့အဲမွေတို့ကိုပွဲတက်ပေးထားခဲ့ပါတယ်မြန်မာ Fighter တွေဆိုရင်ခက်ခဲတဲ့ပြိုင်ပွဲတွေနဲ့ပဲပွဲတက်ပေးတတ်တဲ့ One Championship ဟာ တွင်းလင်းထက်တဲ့အဲမွေတို့ကိုလည်းတိတ်ပြီးတော့လွယ်ကူမှာမဟုတ်တဲ့ပြိုင်ဘက်တွေနဲ့ပဲပွဲတည့်ပေးထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လို့သူတို့အတွက်အနိုင်ယူနိုင်မယ့်အခွင့်အရေးတော့ရှိနေပါတယ်။ အမွေဟာဆိုရင်တော့ဝမ်ချန်ပီယံရှစ်မှာ၃ပွဲထိုးသက်ထားပြီးတော့နှစ်ပွဲနိုင်တစ်ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။အဖွဲပွဲမှာဂျပန်ဖိုက်တာတာကာနိုဆိုကိုအလဲထိုးအနိုင်ယူထားနိုင်ခဲ့ပြီးတော့ဒုတိယမြောက်ပွဲမှာဆိုရင်တော့အိုမာကင်တက်ကိုရှုံးနိုင်ထားခဲ့ရပါတယ်။နောက်ဆုံးပွဲဖြစ်ပြီးခဲ့တဲ့ဇန်နဝါရီလတော့ကဂျပန်ဖိုက်တာမူဂါဆက်တိုနဲ့ထိုးတက်ခဲ့ရပြီးတော့အလဲထိုးနဲ့ကိုအနိုင်ယူထားခဲ့ပါတယ်။၃ပွဲမှာနှစ်ပွဲအလဲထိုးနဲ့နိုင်ထားတာကြောင့်ရလဒ်ပိုင်မဆိုးဘူးလို့ပြောလို့ရပါတယ်။ ဝမ်ချမ်ပီယံရှစ်ကအင်းမွေအတွက်ကိုစတိုးဒါမြောက်ပွဲစဉ်ဖြစ်ကိုအလားအလာရှိတဲ့တတိဆာဖိုက်တာတဦးနဲ့ကိုမှပွဲတင်ပေးလိုက်တာပါအင်းမွေရဲ့ပြိုင်ဘက်ကတော့အစ်စရီနိုင်ငံသားဖိုက်တာအဟာဘတ်ဂေါ်တိုပဲဖြစ်ပါတယ်သူကတော့အခုမှအသက်18နှစ်သာရှိနေတည်ပြီးတော့ဝမ်ချမ်ပီယံရှစ်မှာပထမဦးဆုံးအကြိမ်ထိုးသတ်မှာလည်းဖြစ်ပါတယ်သူကတော့မွေထိုင်းပွဲ9ပွဲထိုးသတ်ထားပြီးတော့ရှုံးဝဲမရှိတည်ပဲနဲ့ဖိုက်တာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်ဝမ်ချမ်ပီယံရှစ်ကိုမရောက်ခင်က RWS မွေထိုင်းအဖွဲ့စီလက်အောက်မှာထိုးသတ်ခဲ့တာပါ ။အရင်အမောင်းကတော့၅ပေ၆လက်မှရှိပြီးတော့အဲမွေနဲ့အတူတူပဲဖြစ်တာကြောင့်စိုးရင်စရာတော့မရှိနေပါဘူး။ဒါပေမဲ့လို့သူကတက်ကွက်စုံနဲ့ fighter တူဖြစ်ပြီးတော့အသက်ရွယ်ငယ်တာကြောင့်လည်းခင်မြတ်မှုကိုအပြုထိုးတတ်တဲ့ fighter မျိုးပဲဖြစ်ပါရင်။မွေတိုင်း fighter တွေကိုတော့မှတထောင်ရိုက်ချက်တွေ spinning bucket တွေတုံးပြီးတော့အနိုင်ယူပြလာခဲ့တဲ့ fighter တူလည်းဖြစ်ပါရင်။ဒါကြောင့်မလို့ short တက်လို့မရတဲ့ fighter တူလို့ပြောရမှာဖြစ်ပြီးတော့အဲမွေအတွက်ကလည်းခက်ခဲမဲ့ပွဲတစ်ပွဲပဲဖြစ်ပါရင်။ပြန်ပေးရအားနဲ့ချက်ကိုရှာပြီးတော့ဒီပွဲမှာအဲမွေအနေနဲ့ game plan ကောင်းကောင်းဆွဲလာဖို့လိုအပ်ပါရင်။ ဂိမ်းပလက်မမဲရရမရှိပဲနဲ့အတင်းဝင်ထိုးဖို့ပဲကြိုးစားနေမယ်ဆိုရင်တော့အလဲထိုးခံရနိုင်တဲ့အထိတောင်မှဖြစ်သွားနိုင်ပါပြီ။ပြီးခဲ့တဲ့ပွဲတုန်းကလည်းအမ်ဝေကပထမအချီမှာနှိမ့်ပြီးတော့အလဲထိုးခံရမလို့တာဖြစ်ပြီးမှဒုတိယအချီမှာပြန်လာနိုင်ခဲ့တာပဲဖြစ်ပါပြီ။ဒီဘက်မှာအဲ့ဒီပွဲတုန်းကအတိုင်းပဲအတင်းဝင်ထိုးရင်ကျွန်သွားခဲ့ရင်တော့လွယ်မှာမဟုတ်ပါဘူး။ဝမ်ချမ်ပီယံရှစ်လက်အောက်မှာစတိုးဒါမြောက်ပွဲအနေနဲ့ထိုးတက်ရတော့မယ်အမ်ဝေအနေနဲ့အနိုင်ရလဲရယူသွားမလားဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါပြီ။ တွင်းလင်းထက်ကလည်းအင်းဝင်လိုပဲ1ချန်ပီယံရှစ်မှာ3ပွဲထိုးတက်ထားပြီးတော့2ပွဲနိုင်တပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။တွင်းလင်းထက်ကတော့မြန်မာဖိုက်တာတွေထဲမှာရှေကန်ချက်ပိုင်အတော်အသင့်ကိုကောင်းတဲ့ဖိုက်တာတဦးလို့သတ်မှတ်လို့ရပါတယ်။မကွန်ကလည်းကောင်းပြီးတော့ရှုံးနေထားရတဲ့ပြိုင်ပွဲမှာလည်းခြေကန်ကျန်းတဲ့အကွာဝေးထိန်းကစားနိုင်ခဲ့တဲ့ပြိုင်ပွဲကြောင့်အမှတ်ထိပ်ကိုမှရောက်ပြီးတော့ကိုရှုံးခဲ့ရတာပဲဖြစ်ပါတယ်။သူ့အနေနဲ့လေးပွဲမြောက်ထိုးတက်ရမယ့်ပွဲမှာလည်းအနိုင်ရလက်ယူနိုင်ဖို့လိုအပ်နေပြီးတော့ဒါမှလည်းစာချုပ်အတွက်ကိုမျှော်လင့်လို့ရနိုင်မှာပဲဖြစ်ပါတယ်။ ဝမ်ချက်ပြန်ရှိကတော့မြန်မာဖိုက်တာတွေတဲမှာမှာတွင်းလင်းထက်ကိုလည်းထိုင်းဖိုက်တာတွေနဲ့ပဲအဓိကထားပြီးတော့ပွဲတည်ပေးနေကြတာလည်းတွေ့ရပါတယ်။လာမယ့် 15Friday 101ပြိုင်ပွဲမှာလည်းတွင်းလင်းထက်ကိုထိုင်းဖိုက်တာတို့ဖြစ်တဲ့ Rocky နဲ့ကိုမှပွဲတည်ပေးလိုက်တာပါ။ဒီဖိုက်တာကတော့ဝမ်ချမ်ပီယံရှစ်မှာတပွဲသာထိုးသက်ထားရသေးပြီးတော့ထိုင်းဖိုက်တာချလီကိုလည်းအလဲထိုးထားနိုင်ကြတာဖြစ်ပါတယ်။အဲဒီတော့ကတော့တွေးလင်းထက်နဲ့ရော်ကီတို့ဟာတပွဲထဲမှာထိုးသက်ခဲ့ကြတာဖြစ်ပြီးတော့ဘောနပ်စ်ကြီးလည်းအတူတူစုကူခဲ့ကြပါတယ်။အခုတော့သူတို့နှစ်ယောက်ကတော့ပြိုင်ဘက်တွေအနေနဲ့ဂျိုးဝိုင်းထဲမှာပြန်ပြီးတော့ရင်ဆိုင်ရတော့မှလည်းဖြစ်ပါတယ်။ ူမွေထိုင်းလောကမှာတော့49ပွဲနဲ့10ပွဲရှုံးရလဒ်ကိုလည်းပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ရော်ကီဟာဆိုရင်လည်းလက်တီထိုးချက်ပိုင်းကိုပဲအဓိကအပြုတ်ထိုးတာကိုတွေ့ရပြီးတော့ဘော်ဒီရှော့တွေနှိုက်တဲ့အပိုင်းမှာလည်းကျွမ်းကျင်လာပါတယ်။တမနစ်အတွင်းမှာထိုးချက်80ရာခိုင်နှုန်းလောက်ကအောင်မြင်တက်ပြီးတော့လက်တီထိုးချက်ပိုင်းမှာလည်းတိကျတယ်လို့လည်းပြောလို့ရပါတယ်။ဒါကြောင့်မို့လို့တွေးလင်းထက်အနေနဲ့ပြိုင်ပွဲရဲ့လက်တီထိုးချက်တွေကိုကောက်ွယ်ဖို့နဲ့ကောင်တာပြန်ပြီးတော့ထိုးနိုင်အောင်လည်းပြင်ဆင်ထားတင်ပါတယ်။ရှင်ထိုးဖို့ကဆေးရထက်တဲ့မနေပဲနဲ့ပြိုင်ဘက်ကိုခြေကန်ချက်တွေနဲ့ဖိအားပေးကစားတဲ့လို့ လက်ကိတ်တွေနဲ့လည်းအောက်ပိုင်းကိုဖြုတ်ပြီးတော့ထိုးတက်သွားတင်ပါတယ်။ One Friday 5101မှာပွဲထွက်လာကြမယ်။မြန်မာဖိုက်တာနှစ်ဦးကတော့တွေးလင်းထက်ကအနိုင်ရနိုင်ကြပုံများတယ်လို့လည်းပြောလို့ရပါတယ်။ဒါပေမဲ့လို့တစ်ဖက်ကအိမ်မွေကလည်းဂိမ်းပလန်ကောင်းကောင်းနဲ့ချင်းကပ်ပြီးတော့အကောင်းဆုံးလုံးပြနိုင်မယ်ဆိုရင်လည်းအနိုင်ရယူနိုင်ချေရှိနေပါတယ်။ မြန်မာဖိုင်တာနှစ်ဦးစလုံးနိုင်ပွဲကိုစီရပြီးတော့ bonus ကြီးတွေကလည်းတိမ့်ပိုက်နိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့1172ပြိုင်ပွဲကြီးကျင်းပဖို့ကလည်းတပတ်လောက်ပဲလိုတော့တာဖြစ်ပါတယ်။ဒီဘက်မှာပရိသတ်တွေစိတ်ဝင်စားဆုံးကတော့ Rotten နဲ့ Takeru တို့ရဲ့တွဲဆိုင်ပဲဖြစ်ပါတယ်။1 championship အနေနဲ့မနေ့ကမအောင်မြင်ခဲ့တဲ့အစီအစဉ်ကိုဒီနေ့မှပြန်ပြီးတော့အသက်သွင်းလာခဲ့တာဖြစ်ပါတယ်။မနေ့တုန်းကတော့1 championship ကဂျပန်မှာလုံးတဲ့ပွဲမှာတော့ Takeru နဲ့ Rotten တွဲဆိုင်ကိုပွဲတည့်ပေးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လို့အဲ့ဒီတုန်းက Rotten နှုတ်ဆက်သွားလို့ Super Lens နဲ့ပဲအစားဝင်ထိုးတက်ခဲ့ရတာဖြစ်ပါတယ်။ Fighter နှစ်ဦးစလုံးကတော့ဒီပွဲမတိုင်ခင်မှာနိုင်ပွဲတွေကိုစီရထားခဲ့ကြပါတယ်။ဝမ်ချမ်ပီယံရှစ်ကသူတို့နှစ်ဦးကိုလွယ်ကူမဲ့ပြိုင်ပွဲတွေနဲ့ပဲပေးတွေ့ခဲ့တာဖြစ်ပြီးတော့ထာကေရုကလည်းတန်းစင်ကိုအနိုင်ယူထားတယ်လို့ရော့ထန်ကလည်းဂျေကော့စမစ်ကိုအနိုင်ယူထားခဲ့ပါရင်ဒီဘက်မှာတော့တာကေရုထက်စာရင်ရော့ထန်ရဲ့ဘက်ကဖိအားတွေပိုရှိနေခဲ့တယ်လို့ပြောလို့ရပါတယ်။ရော့ထန်ဟာဒီဘက်မှတန်ကင်တော့ကဝိပိုးရဲ့ပြဿနာတွေရှိထားခဲ့ပြီးတော့ချန်ပီယံခပ်ပတ်လည်းဖြုတ်ချခံထားရပါတယ်။ ဒါပြင်ကိုမှရော့ထန်ရဲ့စွမ်းဆောင်ရည်ပိုင်းကလည်းပုံမှန်ထက်ကိုမှကျလာခဲ့တာကြောင့်ပရိသတ်တွေကလည်းစ조사အထောက်ဖို့နည်းလာတယ်ဆိုပြီးတော့ဝေဖန်လာကြပါတယ်။ဒါကြောင့်မလို့ဒီပွဲမှာတော့ရော့ထန်အနေနဲ့သူပါလဲဆိုတာကိုပြန်ပြီးတော့တက်တည်ပြရတော့မှလည်းဖြစ်ပါတယ်။ ော့ထန်ကိုရန်ကလည်းဒီပွဲအတွက်ကိုမှတော်တော်လေးကိုအာရုံစိုက်ပြီးတော့ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။တမတ်ဝိတ်အတွင်းဝင်ရောက်နိုင်ဖို့အတွက်ကိုလည်းအာဟာရပညာရှင်တွေငှားရမ်းထားတယ်လို့စွမ်းဆောင်ရည်ပိုင်းကိုလည်းအကောင်းဆုံးပုံစံရအောင်လို့ပြင်ဆင်နေကြပါတယ်။ရော့ထန်ကတော့သူ့အနေနဲ့ဒီပွဲအတွက်ကိုရှိသမျှအကုန်ထုတ်ပြီးတော့ပြင်ဆင်နေတယ်လို့ပွဲကျွင်အင်တာဗျူးတွေမှာထုတ်ပြောလာခဲ့ပါတယ်။ကျွန်တော်အနေနဲ့ကြံ့ခိုင်မှုပါရောတက်လုံပိုင်းအတွက်ပါနေကျင်ထားပါတယ်။ဒါမှလည်းငားကြီးစလုံးပြိုင်ပွဲရဲ့တိုက်စစ်တွေကိုခံနိုင်ရရှိမှာဖြစ်ပါရင်ညနေဘက်မှာဆိုရင်လည်း Spring ကစားဖြစ်ပြီးတော့တိုက်ကွက်တစ်ခုချင်းအတွက်ကိုမှစနစ်တကျလေ့ကျင့်ထားပါရင် တနေ့ကနေ့နေ့မှာတော့မှကျွန်တော်မနာခဲ့ပါဘူး။မနေ့ဆုံရင်လည်းအဲ့ရနိုရာနဲ့အပြေးလေ့ကျင့်ဖြစ်ပါရင်ကျွန်တော်ရှိသမျှအကုန်ထုတ်ပြီးတော့ပြင်ဆင်ထားခဲ့တာပါလို့ရော့ထန်ကပြောပြသွားခဲ့ပါရင်ဒီဘက်ကဂျပန်မှာကျင်းပမှာဖြစ်လို့တာခဲရုအတွက်ကတော့အင်ရှင်အားသာချက်ရှိနေပါရင်ဒါပေမဲ့လည်းရော့ထန်သာအကောင်းဆုံးပုံစံပြနိုင်မယ်ဆိုရင်တာခဲရုအတွက်ကလည်းလွယ်ကူမှာမဟုတ်ပါဘူး။တေချာရာကတော့ဒီပွဲဟာပရိသတ်တွေကိုရာသအပြည့်ပေးသွားမယ်ပွဲကြီးတစ်ပွဲလည်းဖြစ်လာနိုင်ပါရင် ပြီးခဲ့တဲ့ UFC 300တွေတတိပြိုင်ပွဲမှာတော့ Rafi Fizia ဟာ Justin Gaethje နဲ့ကိုမကြေပွဲထိုးတက်သွားခဲ့ပေမဲ့လည်းအမှတ်နဲ့ကိုမှထပ်မံရှုံးနေသွားခဲ့ရပါတယ်။ပထမဦးဆုံးအကြိမ်အနေနဲ့2023ခုနှစ်က UFC 200တွေ86မှာလည်းထိတိုက်ရင်ဆိုင်ခဲ့ကြရပြီးတော့အဲ့ဒီတော့က Justin Gaethje ကလည်း Majority Decision နဲ့ကိုမှအနိုင်ရရှိခဲ့ပါတယ်။ မကြေပွဲကလည်းပထမပွဲတုန်းကလိုပဲတော်တော်လေးကိုအကျိတ်နဲ့ရှိပြီးတော့ကြည်ကောင်းတဲ့ပွဲတစ်ပွဲပဲဖြစ်ပါရင် Rafael Fizia ဟာဒီပွဲအတွက်ဆယ်နှစ်ရလောက်အလိုမှလူစားဝင်ထိုးခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မှပြင်ဆင်ချိန်ရာကတော့တော်တော်လေးကိုမှနည်းတယ်ဆိုပေမဲ့လည်းအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့ပါရင်နောက်ဆုံးမှာတော့တပွဲလုံးပိုတာခဲ့ပြီးတော့ပွဲဖြတ်နိုင်ဖို့ပါနှိစက်ခဲ့တဲ့ Justin Gaethje ကိုပဲအမှတ်ပေးထိုင်သုံးစလုံးကအနိုင်ပေးလိုက်ကြပါရင်ဒီပွဲပြီးမှာတော့ Rafael Fizia ဟာလည်းသူ့ရဲ့ fighter ဘဝအတွက်ကိုမှဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပါရင် အဲ့ဒါကတော့သူ့အနေနဲ့ lightweight တန်းကနေပြီးတော့ weight တန်းဆင်ပြီးတော့ featherweight တန်းမှသာပြောင်းလဲထိုးတက်သွားဖို့ပဲဖြစ်ပါရင်သူ့ရဲ့ပုံမှန် weight ဟာဆိုရင်တော့160ပေါင်သာရှိနေခဲ့တာကြောင့် lightweight တန်းမှလည်းလူကောင်သေးတယ်လို့ဖြစ်နေခဲ့တာပါ weight တန်းပြောင်းတော့မှဖြစ်တဲ့ပြေကုန်းမှာသူ့ရဲ့ featherweight တန်းပွဲဦးထွက်ကလည်းမကြခင်မှာပဲရောက်လာတော့မှကြောင့် rafael vicia ကတော့အတီးပေးသွားခဲ့ပါရင် UFC က Featherweight တန်းကိုဆင်းလာမဲ့ Rassi Fizia ကိုအစားကနေပြန်ပြီးတော့ကြိုးစားခိုက်မယ်လို့တော့မထင်ပါဘူး။သူ့ကို Featherweight တန်းရဲ့ခေါင်းပိုင်ဖိုက်တာတချို့နဲ့ကိုမှချက်ချင်းပေးတွေ့လာနိုင်ပြီးတော့အနိုင်ရခဲ့ရင် Ranking Top Fight ထဲကိုပါချက်ချင်းဝင်လာနိုင်အောင်လို့ဖန်တီးပေးသွားပွဲရှိနေခဲ့ပါပြီ။ Featherweight တန်းမှာ Mosa Evloyak ကလည်း Fizia ရဲ့နောက်ထပ်ပြိုင်ဘက်ဖြစ်လာနိုင်ခဲ့ပါပြီ။သူဟာဆိုရင်လည်းခပတ်လူကွင်းတောင်မှနှိစက်နေပြီဖြစ်တဲ့ Fighter တူလည်းဖြစ်ပါပြီ။ ဒါအပြင်ကမှအာနိုအယ်လန်လိုမျိုးဖိုက်တာတွေလည်းရှိနေပြီးတော့ UFC ကဘသူနဲ့ပွဲစီစဉ်ပေးလာမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ UFC မှာပရိတ်သတ်အင်အားတောင်းတဲ့ဖိုက်တာတအုပ်ဖြစ်တဲ့ Nate Diaz ကတော့ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလတော့ကတိုနီ Ferguson နဲ့ကိုမှထိုးတက်ခဲ့ရပါတယ်။ အကြောင်းပိုင်းကိုရောင်းနေပြီဖြစ်တဲ့ fighter နှစ်ဦးရဲ့တွေးဆမှုဟာအကျင့်နေတော့မရှိခဲ့ပါဘူး။ Stoder မြောက်ချီမှာပဲ Nate Diaz က Tony Ferguson ကိုချုပ်ကွက်တဲ့ကိုမှပွင့်တင်လိုက်ပါရင်ဒီပွဲပြီးမှာတော့နေနဲ့ UFC တို့ဟာစာချုပ်တက်တန်ကုန်ဆုံးသွားခဲ့ပြီပဲဖြစ်ပါရင်စာချုပ်တက်အတွက်ကိုဆွေးနွေးမှုတွေလည်းအဖွဲ့အစည်းနဲ့ကိုမှကစားသမားချမှာမရှိခဲ့ပါဘူး။ဒီလိုနဲ့ပဲ Nate Diaz နဲ့ UFC တို့ဟာတရားဝင်လမ်းခွဲဖြစ်သွားခဲ့တာပါ။ နေဒီရဲ့စာလဲတချိန်တုန်းက UFC မှာတော်တော်လေးလေးပွဲချမ်းပြနိုင်ခဲ့တဲ့ fighter တူဖြစ်ပါတယ်။သူရဲ့ fighter ဘဝမှာအမတ်ရဆုံးအဖြစ်ဆုံးပွဲကတော့ UFC 196မှာ Conor McGregor ကိုအနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လို့သူရဲ့ fighter ဘဝမှာတခုတည်းသောလိုအပ်ချက်ဖြစ်ခဲ့တာကတော့ champion ခပ်ပတ်ရယူနိုင်ခဲ့ခြင်းမရှိတာပဲဖြစ်ပါတယ်။ဒီနေ့ပိုင်းထဲမှာတော့ Nate Diaz အနေနဲ့တန်စကားလေးကိုပြန်ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကလည်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့လို့ Nate Diaz ကတော့သူကိုခပ်ပတ်လူခွင့်ကိုတန်းပေးမှပဲ UFC ကိုပြန်လာမယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ ခုဝေတာဝိတ်တန်းကိုပိတ်သက်တွေကသဘောမကျပဲနဲ့ပြင်းနေကြပြီလို့ထင်ပါတယ်။ဒီလိုဆိုရင်တော့ကျွန်တော်ပြန်လာပြီးတော့တခုခုလုပ်ပြခြင်းပါတယ်။ချန်ပီယံလူပွဲတာပေးမယ်ဆိုရင်တော့ပြန်လာထိုးမှာပါ။တမန်ပွဲဆိုရင်တော့ထိုးမှာမဟုတ်ဘူး။ဆိုပြီးတော့ Nate Diaz ကပြောလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း UFC က Nate Diaz ကိုပြန်ခေါ်ပြီးတော့ခပ်ပတ်လူ့ကွင်ပေးမှာမဟုတ်တယ်လို့သူကိုယ်တိုင်ကလည်းအသက်အရွယ်ရာချန်ပီယံဖြစ်ဖို့ဆိုတာကမလွယ်တော့ပါဘူး။ဒါပေမဲ့လို့ Nate Diaz တယောက်အနေနဲ့ UFC ကိုတကြောပြန်ရောက်လာဖို့ဆိုတာကတော့မဖြစ်နိုင်တော့ဘူးလို့ပဲသုံးသပ်ရမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကိုမှကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။